်မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာတရေတော်တိန်းနံရေးသားသောစောမွန်လာရဲ့ရွှေစာရန်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးသူဒ္ဒရဘွေရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ငြင်းရေးစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်ဖုရားမစုံဝလာတည်ခဲ့သောရွှေစာရံစီရီမူလညံတော်သည်ငါးတောင်မြသာမြင့်သည်ဟု ပေးမှုအောင်တဆူရင်ဖတ်ရပါသည်ဝိမိုးဝိမေ မွန်ရင်မင်းတရားကြီးသည်ထို9000အမြင့်ရှိသော ရွှေစာရန်စီရီတော်ကိုတန်တော်30မြင့်အောင်မြင့်၍တီးပြီးလျှင်တက်ကရေ485ခုနှင့်တွင်အလောင်းစီသူမင်းကြီးလှူဒန်းခဲ့သည့်ဝင်မိုးဝင့်မြေတိုင်းအရှိအလားတံမြာချောင်းတောင်လားမြင့်ငယ်မြင့်ကောက်ကောက်စင်စင်အနောက်အလားပန်းချောင်းတစ်ဖက်ရင်းမှာပဲမြောက်အလားနဘဲချောင်းနှင့်နဘဲတောင်ထိမြေပိုင်းချားကိုထပ်ဆင်၍လှူဒန်းသည်ဟုဆိုပါသည်ယသိကြီးဥခန်းဤ နောက်တွေ့ရသောမှတ်တမ်းမှာတက်ကရီ1198ခုနှစ်တွင်မန္တလေးတောင်ရသေးကြီးဥက္ကဏီကပြိုပြက်လူနီးဇေဒီတော်ကိုညံတော်အတောင်တရား မြင့်အောင်မြင့်နေပြီးအနီးဝန်းကျင်တစ်ဝိုက်တွင်ဇေယတစောင်းဂူချောင်းပြသက်အဆရှိသည့်သာသနိက အဆောက်အအုံများကိုကြီးကျယ်ခမ်းနားစွာ ဆောက်လုပ်သည့်မှတ်တမ်းဖြစ်ပါသည်။ဘွဲ့တော် ။တွေ့စာရန်ဟုဘွဲ့တော်တွင်ချင်းမှာဖះမစောမွန်လာသည်သူမ၏ကြောက်မြက်ဆွဲကလေးများရန်နာသည်ဓာတ်တော်ကင်းအောင်နေသောနှထောင်းကိုထာပနာ၍တည်သောစီရီဖြစ်သောကြောင့်ရွှေဆွဲရန်နှထောင်းစီရီဟုခေါ်ကြရမှနှထောင်းဝေါ်ဟာရပြုတ်ပြီးရွှေဆွဲရန်စီရီရွှေစာရန်စီရီရွှေစာရန်စီရီဟုဝေါ်ဟာရပြောင်းလာခြင်းဖြစ်သည်ဟုဆိုပါသည်။ မူခွဲပေတစုတွင်မူစောမွန်လာသည်ပကံနေပြီးတော်မှာအပြန်လန်ခီကြားချောင်းကူးတွင်နှောင်းတစ်ဖက်ရေထဲသို့ကျွတ်ကြသည်ထိုအခါနှောင်းနှင့်တကွာကိအောင်နေသောဓာတ်တော်များသည် ကောင်းငင်တို့ပြန်ကြွေရောင်ကြီးတော်ကွန်မြူနီယာဝင်းကျင်မှာစားကလေးငှက်ငယ်များပြန်တန်းလာကြပြီးရောင်ကြီးတော်ကိုဖူးကြသည်နဲ့ဝိုင်းအောင်ပြန်ဝဲရေရန်နေကြသည်ဤတွင်စုံမွန်လာသည့်ဓာတ်တော်များကိုနှောင်းတွင်းသို့ပြန်ကြွရန်ပင်ပြီးနောက်ချောင်းတစ်ဖက်ကန်းတွင်ဓာတ်တော်များကိန်းနေသောနှောင်းကိုထာပနာ၍စီရီတဲလေသည်စားကလေးငှက်ငယ်များဝမ်းရန်ပူဇော်သည်ကိုအစွဲပြု၍ရွှေစာရန်စီရီဟုခေါ်ကြောင်းပြပါသည် အနော်ရထားပြင် အစဲလာစကားအရရွှေစာရံစီဒီတမိုင်းကို ဆိုရလျင်ပကံပြည်မြို့သက်1261နှစ်မင်းဆက်43ဆမြောက်ဖြစ်သောအနော်ရထားမင်းသည်တရုတ်ပြည်ဥတီမင်းထံမှမြတ်စွာဘုရား၏ဆွေတော်ကိုပင့်လို့သဖြင့်တက်ထောင်တာဘူရုနှင့်ချီတက်၍တွားတော်လဲပင့်ဆောင်ခွင့်မရဘဲပြန်လာခဲ့ရာတိဘောသူအယောက်တွင်နန်ရှင်စော်ဘွားက သမီးစုံဝင်လာကိုဆက်သလိုက်လေသည် မိမအုတ်ကထာ ပကန်နန်းသို့ပြောင်းသောအခါအနွယ်ထားပြန်သည်စောဝန်လာအားမိဖုရားအရာမြောက်စားတော်မူသည်မိဖုရားစောဝန်လာသည်ယရနာသုံးပါးကိုအလွန်လေးမြတ်ကြည်ညို၍ပြင်စတည်မြဲသည့်မိမဥက္ကဋ္ဌဖြစ်ရာကဖုရားရှင်၏ဓာတ်တော်များသည်စောဝန်လာ၏လက်ဝဲနှောင်းသို့ကြွရောက်ကဲအောင်တော်မူလာကြသည်မကြာခဏ၆တွယ်သောရောင်ကြီးတို့ဖြင့်တောက်ပကုန်မြူလေရှိ၏ 2006မင်းကြီးအမိန့်ဖြင့်စောမွန်လာသည်လက်ပါစီမိမငယ်တူနှင့်မင်းကြီးအိုနှစ်ဦးတို့ကိုအဖို့ပြု၍မွေးဖရက်ထံသို့ပြန်လာခဲ့သည်ရပ်ပေါင်းများစွာကြာပြီးနောက်တနေ့တွင်မြင်နေရသောရှမ်းရုံးမတောင်တန်းကြီးမှစီးဆင်းလာသည့်ဆန်းချောင်းလေးကိုဖျက်ကူးနိုင်လက်ဝဲဘက်နှောင်းသည်နားမှကျွေ၍ရေထဲသို့ကျသွားလေသည်၆သွယ်ရောင်ကြီး စောမွန်လာသည်ကြာသွားသောနှတောင်းကိုရေထဲ၌ဆန်း၍ရှောက်ပွေရာတွင်ကောင်းကင်ထက်မှစာကလေးငှက်ငယ်တို့၏အတန်ဖြင့်စူညံလျက်နေသည်ကိုကြား၍မော့ကြည့်လိုက်သောအခါစာကလေးငှက်ငယ်များ ဝန်းရံလှဲ့ပတ်လျက်အလဲတွင်တဲ့မတ်စွာတည်နေသောနှတောင်းနေတကွာထုံးပကြက်သည်ခြောက်ထွေသော ရောင်ကြီးတော်ကိုဖူးမြင်ရလေသည်ထိုတွင်စောမွန်လာသည်တပည့်တော်မှအာတနာသဖြင့်ပြန်ကြွလာပါဖျားဟု တောင်းပန်ရာနှတောင်းသည်လက်ဝဲနား၌ပြန်၍တည်လေသည် ရွှေစာရန်စီသည် ဤသို့မဖြစ်စဘူးအလိုလျောက်နှထောင်းကြွကြသည်မှာဤနေရာဤရက်သည်ဖျားတတ်တော်မွေလျော်ပျော်ပိုက်ကိန်းဝထိုက်သောအရက်ဖြစ်သောငါအားပြဆိုခြင်းပင်ဖြစ်မည်ဟုစင်ရင်ပြီးစောမွန်လာသည်ထိုနှထောင်းကြချောင်းဤအရှိတ်တခေါ်လောက်အကွာမြင်းကြီးနေရာ၌နှထောင်းကိုထာပနာ၍ရွှေစာရန်စီရီငယ်ကိုတီလေသည်ဟုဆိုပါသည် အတောင်တရာရှေးစာရံစီတီတော်ကိုမန္တလေးတောင်ရသေးကြီးဥခန်ဒီပြုပြင်စဉ်ကမန္တလေးမြို့မစိုးရင်တိုက်ကြောင်းအရှင်ပညာဝန်တာဘိဒဇမဟာထေရေးသောစာတပုတ်တွင်ရသေးကြီးဥခန်ဒီသည်နှစ်ရှည်ကြာဟောင်းအထွတ်ညောင်း၍မကောင်းကွဲအပ်ပျက်စီးရင်းတွင်အင်္ဂရိအုပ်ချက်တို့ကို ထုတ်လစ်ပယ်ပြစ်၍အသည့်ပြုပြင်ထောင်စင်တီတန့်ကြည်တန့်တရာဖြစ်စဉ်ငါဖြင့်ကောင်းစွာယေစုအထုထက်ရပြုပြင်သောအသည့်မှာအုတ်မြင့်မီးထွန်းကုန်ပန်းတင်ကုန်တစ်ဖြာပြစ်เสีย30ရှင်းထောင်ကျေဝန်ကြောင်းဝန်ကြောင်းခေါလောင်းပုံတပိတ်မောက်ဖောင်းရသူရောက်သည့်အပြင်ကြာမောက်ကြာလန်တဒန်ကျေစလောင်းငှက်မြန်းနာစိန်မှုတိုင်းအထူးပင်ကောက်အောင်ဟုထက်လောင်းကမုံမှန်၍တန်တော်တရားကျော်ဘဝစ်ကိုမျှော်တဲ့အပြင် ၆ဝဇင်ကောင်းမှုဥဒ္ဒိုင်အထု၂တောင်းခန့်ဖွင့်၉၀၀၀စီရှိ၍ပီတိတောမနတ္တဂုံတော်မြတ်တို့ကို သုံးသက်ဆင်ခြင်ကြည်လင်စွာပြီးတမာတိဖြစ်စေရန်အာယုံခံဥဒ္ဒိုင်အခမ်းများကိုလည်းစံပြစွာဆောက်လုပ်တည်ထားဆဲရှိသဖြင့်ဥမဲဥဖြူရှင်လူအများတို့လည်းတအားသလောက်ထောက်ပံ့ပါဝင်ကထောက်စဉ်ကောင်းမှုကြီးကို စီးပူးသည်မိเจ้าနှင့်စိတ်ကောင်းသဘောယောနီတော်ဖြင့်ဥယောဇနစကားရေးသားအပ်ပေသည်ဟုဖော်ပြထားပါသည် လယ်သမားကူဖျားစင်စစ်အပြင်ရွှေစာရန်စီရီသမိုင်းသည်ဘောဂျိုဖျားသမိုင်းနှင့်ဆက်ဆက်နေတဲ့ကဲ့သို့အသမားကူသမိုင်းလည်းဖြစ်ပါသည်အကျဉ်းများတင်ပြပါမည်ရွှေစာရန်ဖျားတီစဉ်ကလယ်သမားပယံတယောက်သည်တက်တော်ချို့ကိုခိုးယူထား၏ဖျားတီပြီးအပြန်ညစခန်းချအိတ်ကြသောအခါဓာတ်တော်များသည်ထိန်ထိန်တောက်ပတကိုးပြရိတ်ဟာပြလျက်ကောင်းငင်ထန်၌ကြွ၍တီတော်မူ၏ ပြန်ဆရာကြီးမြင်တော့အခါတပည့်တို့ကိုအိယာမနှို့၍ဖူးစေပြီးအကြောင်းကိုစုံစမ်းလေရာလက်သမားငယ်ကမိမိတတ်တော်အချို့ခူးယူခဲ့ပုံကို ပြောပြလေ၏ထိုအခါဆရာကြီးကဤရက်သည်သာသနာတော်ထွန်းတောက်ရာဖះရှင်တတ်တော်ကိန်းဝဲရာမှန်ပါကအောက်တို့ဆင်းတတ်တော်မူပါဗျာဟုအထိတ်တန်ပြု၏တတ်တော်များလည်းအောက်တို့ပြန်ကြွလာ၏ဤတွင်ဆရာကြီးသည်တပည့်များနှင့်အညီညွတ်ပြု၍ထိုစခန်းချရာနေရာ၌ပင်ဂူစီဒီငယ်ကိုတီးပြီးတတ်တော်များကိုထာပနာ၍လူ ရာသို့သွားကြလေ။လက်သမားပင်ရများတည်ထားသဖြင့်လက်သမားကူဖရာဟုတွင်ကြောပြင်လက်ထက်လက်သမားကူဖရာကို ရှေ့ကမြည်သူပြင်ဆင်ခဲ့သည်ကိုမသိရတော့လေ။အင်္ဂလန်ပြည်ရှင်ကြောပြင်လက်ထက်မှာပထဗျာမြေကြီးတော်ငလင်ပဲ့တင်ဟိသဖြင့်ပျက်စီးကွဲအပ်သည့်အရာများကိုစောက်တော်ဝရွာအလယ်၌ဆရာတော်ကဝိမြတ်တိတ်ခါတော်ပရိပတ်ဖြင့်ပရိယလက်ယုံတဲ့မတ်စွာကျင့်သုံးသည့်ဘုန်းတော်ကြီးဦးကောတန်လာက တ္တန္တာရီယောနောင်ကျိုးမျော်၍ပြင်စင်သည်တဒံစာရန်ဟု၎င်းမဟာယန္တတိုင်းကာယံဝိုင်းသည်မှာညှိနှိုင်းပေါင်းသည်မြင်းနှင်းခွာထောက်တယောက်မကြံဂောစရံပြူဝိနည်းရက်ရွာဒါယကာဒါယကာမအဆုစုထံဓမ္မခန်ယဟောညုံစုံမ၍လက်သမားကူဖုံတော်ကြီးဥက္ကလျာဏပိဒဇာကကမကထလိုက်ခံရသမြပစံတို့ဖြင့်ဟူ၍၎င်းမခကြီးအမတာ900အချိန်ရအောင်လို့မြို့ပြင်ကြီးဥအာစိန်နာက ပဂရီတပ်ပဲအောင်ထတ်ဆွဲပြုပြင်လေရာမစွေရင်ကျောင်းတကာကြီးဦးသက်ရှိကကိုုံတို့မြကျင်းဝေတိုင်းကခံလေသည်ဟူ၍၎င်းနောက်ပိုင်း၌ပြုပြင်ပြင်ဆင်သူဒါရကာများပေါ်ထွန်းခဲ့ကြောင်းတွေ့ရပါသည်ဘောဂျူဖျားဘောဂျူဖျားတမိုင်ကဆုံးမလာသည့်ရွှေစာရန်စီဒီကိုတီးပြီးခြေလျင်ခီးစက်ခဲ့ရာ တောတောင်အထက်ထက်ကိုကြော်နိုင်လာနိုင်ပြီးနောက်မလျှောက်နိုင်သောဒီအစုံနိုင်တနေရာတွင်စခန်းချရလေ၏ထိုတွင်အတူပါလာသောမင်းကြီးအားတီဘောဟွန်နှန်းမှဖခမဲတော်ထံမိမိကိုလာကြိုပါမိကြောင်းပြောချေပါဟုစေလိုက်လေ၏ပြီးလျှင် အဖေ၏လာအကြိုကိုစောက်ရင်းဇေဟီတစုတီပါသည် ပော့ကျိုဖျားဟုဖွဲ့တော်ချီပါသည်ရှမ်းပါသာဖြင့်အဖေကိုပော့ဟုခေါ်သည် အဖေအကျိုးကိုမျှော်သည့်ဖျားဟုအတိပဲရှိပါသည်နောက်သောအခါပော့ကျိုမှဘော်ကျိုဖြစ်လာသည်တမိဤတရင်ကိုကြားရသောအခါဖခင်စော်ပွားကြီးသည် အချွေရံများဖြင့်ခီးပြင်းနေလာ၏ထိုချိန်တွင်စောမွန်လာမှာမထနိုင်တော့ဘဲဖြစ်ရာဖခင်မျက်နှာကိုမြင်လိုက်ရသောခဏ၌ပင်ကွယ်လွန်ရှာလေ၏ ဆော့မော်လာယီရွှေစာရံအများပြည်သူတို့သည်ဆော့မော်လာယီရွှေစာရံကို20နှစ်တိုင်းတပေါင်းလပြည့်နေ့မှာလဆုပ်ရှိရနေသည့်ပွဲတော်ရက်သတ်မှတ်ပြီးကျင်းပပူဇော်လျက်ရှိပါသည်။ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ငြိမ်းစရာ YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။